သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့မေလ16ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြင်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးချင်တာကတော့ထိုင်းမြန်မာနယ်စပ်အနီးကိုမြန်မာစစ်တပ်ရဲ့ K8 တိုက်လေယာဉ်ပြန်တန်းလာတဲ့အတွက်ထိုင်းလီတပ်က F16 လေယာဉ်နှစ်စီးအရေးပေါ်ဆေလွတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ် ထိုင်းမြန်မာနယ်စပ်အနီးကိုမြန်မာစစ်တပ်ရဲ့ K8 တိုက်လေယာဉ်ပြန်တန်းလာတဲ့အတွက်ထိုင်းလီတက်က F16 လေယာဉ်နှစ်စီးအရေးပေါ်စစ်လွတ်ထားကြောင်းထိုင်းတော်ဝင်လီတက်ကသတင်းထုတ်ပြန်ပါတယ်။ယနေ့မေလ16ရက်နေ့မွန်လယ်12:42မိနစ်အချိန်ထိုင်းနိုင်ငံကက်ချနာဘူရီနယ်စပ်အနီးကိုမြန်မာဘက်မှ K8 တိုက်လေယာဉ်တစ်စီးချင်းကပ်လာတဲ့အတွက်အရေးပေါ်အမိန့်နဲ့ထိုင်းမြန်မာနယ်စပ်ကို F16 တိုက်လေယာဉ်နှစ်စီးစစ်လွတ်လိုက်ကြောင်းထိုင်းတော်ဝင်လီတက်ကဆိုပါတယ်။ မေလ6ရက်နေ့ကလည်းမြန်မာစစ်ကောင်စီရဲ့ KA တိုက်လေဟာထိုင်းလီပိုင်နယ်အတွင်းကိုနီးကပ်စွာပြန်တန်းလာတဲ့အတွက်ထိုင်းလီတပ်ကထိုင်းမြန်မာနယ်စပ်ကန်ချနာပူရီကို F16 တိုက်လေရင်နှစီးကိုဆေလွတ်ပြီးအိမ်နီးချင်းနိုင်ငံဘက်မှကျူးကျော်မလာစေရန်တတိပေးခဲ့ရပါတယ် KNU က match လ April လနဲ့ယခုမေလအတွင်းထဲမှာထိုင်းမြန်မာနယ်စပ် အနီးမှာစစ်ကောင်စီရဲ့မေလပူလူတူကလေဒီတခေါပွေခွီမော်ဖာတူစကန်တာလေစကန်များကိုစက်တိုက်တိုက်ခိုက်သိမ်းပိုက်ယူလိုက်ပြီးဖြစ်ပါတယ်။ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ထိုင်းနယ်ဇက်ကမေလစကန်းကိုတရက်အတွင်း KNU သိမ်းယူခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနယ်ဇက်အနီးမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့မေလစကန်းကိုတရက်တာတိုက်ပြီးဒီကနေ့မေလ16ရက်နေ့မနက်ပိုင်းမှာ KNU နဲ့ပူးပေါင်းတပ်ကအပြည့်အစုံရှင်းလင်းသိမ်းပိုက်ယူလိုက်ပြီးလို့ကရင်စည်ရေးတရင်အရင်းမြစ်ထံကနေသိရှိရပါတယ်။မေလစကန်ကိုဒီမနက်ပိုင်းမြန်မာစံတော်ချိန်မနက်9:00ခွဲဝန်းကျင်မှာအပြစ်သက်သိမ်းယူလိုက်တာလို့သတင်းအရင်းမြစ်ကပြောပါတယ် မဲလာစကန်မော်ကွီလူစကန်ဟာ KNU တက်မှခုနှစ်စီရေလှူရှားရနေမြေထဲမှာရှိပြီးထိုင်းနေစအနီလိုင်းပွဲမြို့နယ်ဝေလယ်မှုမဲလာရွာအနောက်ဘက်မှာတည်ရှိတယ်လို့သိရှိရပါတယ်။အဲ့ဒီစကန်ကိုမနေ့ကမေလ15ရက်နေ့မနက်ပိုင်း6နာရီခွဲအချိန်မှာ KNU တက်မှခုနှစ်က drone တွေတုံးပြီးစတင်တိုက်ခိုက်ခဲ့တာပါ။စတင်တိုက်ခိုက်တဲ့နေ့ညပိုင်းမှာပဲမဲလာစကန်းမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာတိုက်ခိုက်မှုဒဏ်ကိုမခံနိုင်တော့ပဲစကန်းရဲ့တောင်ဘက်ကိုစုတ်ခွာထွက်ပြေးသွားတယ်လို့ကရင်စစ်ရေးသတင်းအရင်းမြစ်ကပြောဆိုပါတယ် စကန်းကိုအပြစ်သက်ရလိုက်တဲ့ဒီကနေ့မနက်ပိုင်းမှာတော့စစ်ကောင်စီလေတပ်ကဘုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းထိုင်းနယ်စပ်အနီးတာလဲပြူဟာကိုတိမ့်ပိုက်ပြီးနောက်မှာမဲလာစကန်းကိုဆက်လက်သိမ်းယူဖို့ KNU ကတိုက်ခိုက်ခဲ့တာပါ။ဝေလယ်မှုမဲလာအနီးမှာဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့်မဲလာအပအဝင်အနီးအနားကြေးရွာကဒေသခံပြည်သူ၄၀၀ကျော်ဟာထိုင်းဘက်ချမ်းစီထွက်ပြေးလာကြတယ်လို့ထိုင်းသတင်းအရင်းမြစ်ကလည်းအတည်ပြုထားပါတယ်။လိုင်းပွဲမျိုးနဲ့ပိုင်ကြုံမျိုးဒေါနာတောင်တန်းအရှိချမ်းထိုင်းနေဆက်တလျှောက်ကစစ်ကောင်စီတက်စခန်းတွေထဲမှာ ပူလူတူခလေဒီတခေါပီခွီမော်ဖာတူစကန်တာလေပြူဟာနဲ့မဲလာစကန်ကိုပါအခုနဲ့အတွင်း KNU တက်မှာခုနှစ်ကတင်းယူထားပြီးဖြစ်ပါတယ်။လက်ရှိမှာတော့မော်ဖိုကီမော်ဖိုကီစကန်နဲ့နော်ဒရာစကန်တို့ကြန့်ရှိနေပါသေးတယ်။လက်ကျန်စကန်တွေကိုလည်း KNU ကဆက်လက်တိုက်ခိုက်ဖို့ရှိနေတယ်လို့ကရင်စည်ရေးတရင်အရင်မြစ်ကအသိပေးပါတယ်။စစ်ကောင်စီတပ်ဘက်ကတော့ကြန့်ရှိနေတဲ့စကန်တွေမကြစေဖို့မြေပြင်ကနေစစ်ကူစီလွတ်နိုင်စွမ်းမရှိတော့ပဲလေကြောင်းပစ်ကူကိုသာအပြုတ်နေရတယ်လို့လည်းတရင်အရင်မြစ်ကပြောပါတယ်။ ထိုင်းမြန်မာနယ်စပ်မှာနေရာယူတက်ဆွဲထားတဲ့မစုတ်တမ်းခံစစ်စခန်းတွေခြေကုပ်စခန်းတွေစက်တိုက်ဆုံးရှုံးနေတာနဲ့ပတ်သက်ပြီးစစ်ကောင်စီကတော့တရင်အမှောင်ချထားပါဗျ။နေစပ်အနီးဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ထိုင်းစစ်တပ်ကလည်းနေစပ်မြင့်တလျှောက်တက်ဖြန့်ပြီးမြန်မာဘက်ချမ်းကအခြေအနေတွေကိုအနီးကပ်စောင့်ကြည့်နေတယ်လို့ထိုင်းမီဒီယာတွေကနေဖော်ပြထားကြပါဗျ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မိုးပြဲကိုစစ်ကောင်စီကအင်အား600ကျော်နဲ့ထိုးစစ်ဆင်လာပြီးစစ်တပ်ဘက်မှ23ဦးသေဆုံးအလင်းဝင်သူစစ်သား16ဦးရှိပြီးစစ်သား3ဦးကိုအရှင်ဖမ်းဆီးရရှိကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်နဲ့ကရင်ပြည်အစပ်မိုးပြဲမြို့နယ်ကိုစစ်ကောင်စီကအင်အား600ကျော်နဲ့ထိုးစစ်ဆင်လာပြီးတိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေကစစ်တပ်ဘက်မှ23ဦးသေဆုံးခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် viewer အမှတ်တရပြောရေးဆိုခွင့်ရှိသူကပြောဆိုပါတယ်။ ယခုမေလ6ရက်နေ့ကစပြီးမေလ16ရက်နေ့ထိစစ်ကောင်စီတပ်ကပြည်သူစစ် PNO တပ်များနဲ့ပူးပေါင်းပြီးအင်အား600ကျော်နဲ့ကုန်းချောင်းရေချောင်းမှတဆင့်တော်လန်ရဲတပ်များထိန်းချုပ်ထားတဲ့မိုးပြဲမြို့ကိုထိုးစစ်ဆင်လာကြောင်းစစ်ကောင်စီကမိုးပြဲမြို့အတွင်းကိုစစ်ကြောင်းတစ်ခုမိုးပြဲကုန်းတာစစ်ကြောင်းနဲ့ဖဲခုံမြို့နယ်နဲ့ညောင်ရွှေမြို့နယ်ဆက်သို့စစ်ကြောင်းတစ်ခုစုစုပေါင်းစစ်ကြောင်း3ခုနဲ့ထိုးစစ်ဆင်လာကြောင်းသိရှိရပါတယ် မိုးပြင်းမြို့ကိုညောင်ရွှေမြို့နယ်နဲ့ဖဲကုံမြို့နယ်အဆက်ရေဘူးကြီးရွာစွန့်ဆွဲကြီးရွာနဲ့လွယ်လုံကြီးရွာပတ်မတဆင့်ထိုးစစ်ဆင်လာတဲ့စစ်ကြောင်းကိုပြည်သူကာကွယ်တပ်မတော်ရှမ်းတောင်ကရကရင်နီစစ်တိုင်းဒေသရှမ်းတောင်စစ်ဒေသခွဲ PDF ပြူဟာအမှတ်၁ရဲ့စီမံကုတ်ကဲရေးအောက်မှာရှိတဲ့ PDF အမှတ် P31006 တက်ရင် P31009 တက်ရင်နဲ့ပြားစစ်ကြောင်းတို့ကဆယ်ရက်တာခုခံတိုက်ခိုက်ခဲ့ကြောင် အဲ့ဒီတိုက်ပွဲများအတွင်မှာစစ်ကောင်စီတပ်ပြည်သူစစ်နဲ့ PNO တို့ဘက်မှ၁၈ဦးထပ်မံတိုက်ဆုံသွားပြီးဒဏ်ရာရရှိသူများပြားကြောင်းအဆိုပါစစ်ကြောင်းရဲ့ထိုးစစ်ကိုတော်လှန်ရေးတပ်များကဟန့်တားနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ဒါအပြင်စစ်တပ်နဲ့ PNO ပူးပေါင်းစစ်ကြောင်းရဲ့တိုက်ခတ်ရေး drone ကြီး၂စီးကိုလည်းတော်လှန်ရေးတပ်များကပစ်ခတ်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။ အလားတူမိုးပြင်းမြို့တွင်းကိုထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့တော်လန်ရေးတပ်များအကြားမေလ14ရက်နေ့ကတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်က9ဦးထပ်မင်းသိမ်းဆုံးခဲ့ကြောင်းစစ်တပ်ဘက်မှဒဏ်ရာရရှိသူအများအပြားရှိပြီးခမရ၄နှစ်နဲ့တပ်ရင်းစခန်းကိုပြန်လည်ဆုတ်ခွာနိုင်ရန်အတွက်စစ်ကောင်စီကလက်နက်ကြီးအစိမ့်ငွေဘုံများအလွန်အကျွံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းရင်းနောက်ပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါတယ် တော်လိုင်းရေးတပ်ပေါင်းစုများကစစ်တပ်ရဲ့ MA3 တနက်3လက် MA1 တနက်တလက်စုစုပေါင်းတနက်4လက်အပါအဝင်ခေရန်များနဲ့တင်ဆက်ရမိခဲ့ကြောင်းရင်းအပြင်အလင်းဝင်လာသူပြည်သူစစ်16ဦးရှိကြောင်းသိရှိရပါတယ်။အင်အား600ကျော်စစ်ကြောင်း3ကြောင်းနဲ့ထိုးတာအခုတော့ပြန်ဆုတ်သွားတဲ့သဘောရှိတယ်။ပြည်သူလူထုကိုအထိကထောက်ပို့ခိုင်းကျင်တာကပြည်တွင်းပြည်ပထောက်ပို့သူတွေအနေနဲ့ကြည်ရိတ်ခါတွေပါဝင်ထောက်ပို့ပေးကြဖို့တိုက်တွန်းလိုပါတယ်လို့ပြည်သူကာကွယ်ရေးတပ်မတော် viewer အမှတ်1ရဲ့ပြန်ကြားရေးတာဝန်ခံကရှင်းပြပါတယ်။ မေလ14ရက်နေ့မိုးပြေတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကဓာတုအစိပ်ဘုံများအုံပြူကဒရုန်းများနဲ့ကျဲချခြင်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းများကိုအလွန်အကျွံလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ဓာတုအစိပ်ဘုံတွေကတုံးတာကြာပါပြီ။တိုက်ပွဲတိုင်းဒီပါတုံးပြူပါတယ်။မေလ14ရက်နေ့တုန်းကအခါတိုင်းထက်အလွန်အကျွံတုံးပြူလာတာဖြစ်ပါတယ်။ဒရုန်းနဲ့ချတဲ့လေရင်နဲ့တော့မလာဘူးလက်နက်ကြီးနဲ့ပစ်တယ်လက်ရှိတိုက်ပွဲကပြင်းထန်နေတော့ပါပဲလို့မိုးပြေ PDF တပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောကြပါဗျာ ိုးပြဲမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်အကြမ်းဖက်စစ်ကောင်စီတပ်ကမိုးပြဲမြို့ကိုစစ်မှုတန်းတပ်သားအင်အားအများအပြားအုံပြုကစစ်ကြောင်းထိုးနေခြင်းဖြစ်ပါတယ်။မေလ၁၂ရက်နေ့ကလည်းမိုးပြဲမြို့တိုက်ပွဲအတွင်းလွိုက်ကော်မြို့ခံဒေသပြည်သူကာကွယ်ရေးတပ်လွိုက်ကော် local PDF Alpha 3တပ်ရင်းအမှတ်၃မှအသက်38နှစ်အရွယ်ရဲဘော်အောင်ကျော်တေးကစီဆိုင်နဲ့အသက်22နှစ်အရွယ်ရဲဘော်ခန့်စီတူအောင်ခေါင်းကြီးတို့ကြာဆုံးခဲ့ကြောင်းလွိုက်ကော် local PDF တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ ရင်ပြင်ရှမ်းပြည်နယ်စီဆိုင်မြို့နယ်အနောက်ဘက်ချင်းရေဘူးဒေသမှာစစ်ကောင်စီတပ်ဖွဲ့ကစစ်ကြောင်းများခွဲ၍ချီတက်နေပြီးမူရစ်စေဝါတုံးဆွဲထားတဲ့စစ်သား3ဦးကိုမေလ9ရက်နေ့ကလက်နက်၄လက်နဲ့တူတော်လိုင်းရေးတပ်ဖွဲ့များကဖမ်းဆီးထားကြောင်းသိရှိရပါတယ်။မိုးပြေတိုက်ပွဲများအတွင်းစစ်တပ်ကညောင်ရွှေမြို့နယ်စွန့်ဆွဲကြေးရွာအတွင်းရှိနေအိမ်အလုံး20ကျော်ကိုမိရှို့ဖျက်ဆီးခဲ့ကြောင်းတိုက်ပွဲကာလအတွင်းလက်နက်ကြီးကြောင်တော်လိုင်းရဲဘော်2ဦးအသေးစားဒဏ်ရာရရှိခဲ့ပြီးတပ်ပေါင်းစုမှရဲဘော်2ဦးကြာဆုံးခဲ့ကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးချင်တာကတော့ဝေယူသူမရှိတဲ့ချမ်းအမှတ်54ကိုဒေါအောင်ဆန်းစုကြည်ဘက်ကလေလံစည်းတက်မှတ်ရန်ဥအောင်ဆန်းဦးပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။လေးချိန်တိုင်းလေလံပစ်ခဲ့ပေးမယ်လေဝေယူသူမရှိတဲ့ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းရှိချမ်းအမှတ်54ကိုဒေါအောင်ဆန်းစုကြည်ဘက်ကလေလံကြံခင်းစည်းတက်မှတ်ရန်ဥအောင်ဆန်းဦးဘက်ကပြောထားကြောင်းတရားရုံးနဲ့နှိစက်တဲ့အတိုင်းဝိုင်းထံကနေသိရှိရပါတယ်။ အဲ့ဒီလိုဒေါ်ဆန်းစုကြည်ဘက်ကလေလံဆေးတက်မှတ်ပေးရန်ကိစ္စနဲ့ပတ်သက်ပြီးယမန်နေ့မေလ15ရက်နေ့ယုံချင်းမှာနှစ်ဖက်တင်ပြလျှောက်ထားမှုများပြုလုပ်ခဲ့ကြကလာမယ့်မေလ22ရက်နေ့ယုံချင်းမှာဂျားဖြတ်အမိတ်တရက်ချမှတ်သွားရန်ရှိကြောင်းတရားရုံးနဲ့နှိစက်သူတူကပြောဆိုပါတယ်။အာနာသိမ့်ပြီးနောက်နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ဟာဖန်စီထိမ့်သိမ့်ခံထားရကချက်အမှတ်54အပါအဝင်အမှုကိစ္စများဆွေးနွေးနိုင်အောင်အတွက်ဒေါ်ဆန်းစုကြည်နဲ့တွေ့ခွင့်ပေးရန်ရှိနေများဘက်ကအကြိမ်ကြိမ်တင်ပြမှုကိုလည်းစစ်ကောင်စီဘက်ကပယ်ချထားပါတယ်။ စစ်ကောင်စီကဒေါ်အောင်ဆန်းစုကြည်ကိုရှေ့နေများနဲ့တွေ့ခွင့်မပေးသည်မှာအမှုများအမိန့်ချပြီးတဲ့2022ခုနှစ်ဒီဇင်ဘာလကုန်ပိုင်းလောက်ကတည်းကဖြစ်ပါတယ်တဖက်မှာလည်းချန်အမတ်54ကိုလေးလံတင်ရောင်းချရန်ဆောင်ရွက်မှုများအပေါ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေများဘက်ကယုံကြည်များမှအစဉ်တစိုက်ကန့်ကွက်မှုများရှိနေခဲ့ပါတယ်။နှစ်ဧကနိဗာကျဲဝန်းနဲ့ချန်အမတ်54ရဲ့လေးလံကြံကင်းဈေးကိုရခင်ကတရားနိုင်ဦးအောင်ဆန်းဦးဘက်ကတတ်မှတ်တင်ပြခြင်းဖြစ်ပြီး ပြီးခဲ့တဲ့ဧပြီလ24ရက်နေ့က၄ချိန်မြောက်လေးလံတင်ရောင်းချမှုမှာဥအောင်ဆန်းဦးဘက်ကတင်ပြတဲ့လျှော်စေးအတိုင်းကျပ်290ဘီလီယံဖြင့်ရောင်းချခဲ့ပေမဲ့ဝယ်ယူသူမရှိခဲ့ပါဘူးအဆိုပါခြံကိုလေးလံကျန်းကင်းစေးပထမအကြိမ်ကျပ်315ဘီလီယံဒုတိယအကြိမ်ကျပ်300ဘီလီယံနဲ့တတိယအကြိမ်ကျပ်290ဘီလီယံတို့ဖြင့်လေးလံပစ်ခဲ့ခြင်းဖြစ်ပါတယ် အဆိုပါချန်အမှတ်54ကိုမြို့သားညီညွတ်ရေးအစိုးရ NUG ကကြားကာလမြို့သားအဆင့်ရင်ကျေးမှုအမွေနဲ့အဖြစ်သတ်မှတ်ထားပြီးမြည်သူမဆိုးပိုင်ဆိုင်ခြင်းရောင်းချခြင်းဖြစ်စည်းခြင်းအပါအဝင်တားမြစ်ချက်များကိုဖောက်ပြက်ကျူးလွန်ပါကအရေးယူသွားမှာဖြစ်ကြောင်းကြေညာထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့အလွန်ငွေဘတ်တန်း300 online ဖေးရိုက်တဲ့ထိုင်းပုံကြီးတန်ခါကောင်စီညီနိုင်မှာဖြစ်ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာထိုင်းနိုင်ငံနှခွန်ပတ်တုံပြည်နယ်မှာရှိတဲ့ Wetrain King ဖះเจ้าမှာဆက်ရတော့ဟာ online ဘက်ဂရက်လောင်ကစားအတွက်ကြောင်းရံပုံငွေပတ်တန်း300ခန့်မှန်းကြီးဒေါ်လာ6သန်းခန့်အလွဲတုံစာပြုလုပ်မှုနဲ့ဖန်စီခံခဲ့ရပြီးတန်ကကောင်စီနဲ့ညှိနှိုင်းဆောင်ရွက်မှာဖြစ်ကြောင်း Concept English ကဖော်ပြပါတယ်။ဘန်ကောက်မှာရှိတဲ့ဗဟိုစုံစမ်းထောက်လှမ်းရေးဘျူရို CIB ဟာဆရာတော်နဲ့ပတ်သက်ပြီးတရင်ပေးတိုင်ကြားမှုများရှိတဲ့အတွက် Undercover အဖြစ်ရဲအယားရှိတအုပ်ကိုဖျားချောင်းကို၈လကြာစီလွတ်၍တက်တေခိုင်းလုံရန်လှုပ်ဆောင်ပြီးနောက်ယမန်နေ့ကဖန်ဝရန်ထုတ်က CIB ရဲမှုချုပ်ဘန်ဂရူ CIB လက်ထောက်ရဲမင်းကြီးစရီပရာဆတ်ပတ်နဲ့ အခြားသောထိတ်တန့်စုံစမ်းထောက်လိုက်ရင်ပြူရိုအရာရှိများလာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။ယမန်နေ့ညမှာဆရာတော်ကိုလူဝိလဲခိုင်းပြီးစုံစမ်းရေးမှုများကညောင်လုံးပေါက်ဆက်လက်စစ်ဆေးမေးမြန်းခဲ့ပြီးတပ်ဆိုင်သူများကိုထပ်မံစစ်ဆေး၍တန်ခါကောင်စီနှင့်ညှိနှိုင်းကဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်။ ဆရာတော်အမိမှာဓမ္မရာချီဝါနူဝတ်ဖြစ်ပြီးကျောင်းအကျိုးတော်ဆောင်အဖွဲ့ကိုဩဇာတုံးကကျောင်းလူငွေများကို၎င်းဗန်စင်းတဲကိုပြောင်းထည့်ခိုင်းခဲ့ပြီးပွဲစားအမျိုးသမီးနဲ့ချိတ်ဆက်ကအွန်လိုင်းလောင်းကစားအကောင့်များဖွင့်၍ဘက်ကရက်ဖဲကစားနီးကိုလောင်းကြီးထက်ကစားနေကြောင်းစစ်ဆေးတွေ့ရှိရတယ်လို့ဆိုပါတယ်။အာနာပိုင်များကလွဲတုံးစားပြုခြင်းသို့မဟုတ်မယိုးမသားအသွင်ပြောင်းခြင်းနဲ့နိုင်ငံတော်တာဝန်များကိုမယိုးမသားဆောင်ရွက်ခြင်းစတဲ့စွဲချက်များနဲ့တရားရုံးမှာဖန်ဝန်းထုတ်ခဲ့ပါတယ်။ထိုင်းဥပဒေအရဘုံတော်ကြီးကျောင်းများကိုအစိုးရဝန်ထမ်းအဖြစ်သတ်မှတ်ထားပါတယ်။ ဆရာတော်ဟာရင်းနှီးတဲ့အမျိုးသမီးတွဲဘက်ကိုလည်းအနည်းဆုံးဘတ်ငွေတန်40ထုတ်ချီးခဲ့ပြီးဖန်ဝရမ်မှာပါဝင်တဲ့ရင်းအမျိုးသမီးကိုလည်းပတရားမှာရှိတဲ့ကွန်ဒိုတစ်ခုမှာဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါတယ်။၎င်းကရာဇဝတ်မှုများအားပံ့ပိုးကူညီခဲ့ကြောင်းဝန်ခံခဲ့ပြီးဝက်ဒရန်ကင်းကျောင်းမှာကျောင်းတက်စဉ်ဆရာတော်နဲ့ရင်းနှီးခဲ့က2021ခုနှစ်မှာရင်းနှီးမြုပ်နှံမှုအတွက်ဆရာတော်ထံမှဘတ်ငွေတန်40ချီးခဲ့ကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမှာကတော့တော်လန်ဆာရေးဆရာတဦးရဲ့ပါတီတို့ကိုဘသူနှိုးလိုက်တလဲဆိုတဲ့ post လေးကိုဖော်ပြပေးပါမယ်။ပါတီပါတီထထလို့နှိုးတာတော့မထလို့ကိုမူပြီးအိပ်ပျော်သွားပြီလို့ဝိုင်းခနဲ့ကြတာခံခဲ့ရတယ်။ငလင်ကူညီကေဆယ်ရေးအတွက် NUG ကရောညီနောင်မဟာမိတ်တွေကပါယာယီအပြည့်ရဲ့ကြောင့်ကြေညာလိုက်တဲ့နောက်တိုက်ပွဲတွေရက်တလောက်ရှိသွားတာအလုံးတတိထားမိကြမှာပါ။အဲ့ဒီငလင်ဟာနေပြည်တော်ကိုဖြိုပြီးနောက်အိတ်နေတဲ့ပါတီတို့ကိုပါလှုံနှိုးသွားခဲ့တယ်ဆိုတာယုံမလား။ အိယာကလန်နိုးသွားတဲ့ဖာတီဟာရခိုင်ချင်းကချင်းရှမ်းမြောက်နဲ့စကိုင်းအထက်ပိုင်းကိုပြုတ်ပြဲကြည့်တယ်။ဟာငါတို့ပဲကြံတော့တဲ့တဲ့။မြို့ကိုမသိမ်းနိုင်ရင်နေငါနေမြေတဲကရှိသည်မြမအလားစစ်စကန်းတွေကိုတော့တိမ်မဖြစ်မဲဆိုပြီးထသိမ့်နေတာ KNU အစ်စ်မဟုတ်ရဲ့လားတော့ပြည်သူတွေကတအံတောပြန်မေးယူနေကြရတယ်။ဖာတီမှတကယ်ဖာတီအစ်စ်တဲ့လျှော့တော့မတွက်နဲ့ဖာတီတို့ကစားတဆောင်ထုတ်တယ်။အာဆီယံတွေစိုးရိမ်နေတဲ့အနုမြူထုတ်လုပ်မှုကိုကာကွယ်ဖို့ရန်အလို့ငါတဲ့တစ်ချက်ထခုတ်လိုက်တာ သုံးချက်တောင်ပြတ်တယ်။စကန်တွေရောလက်နက်တွေရောရတယ်။ထိုင်းနဲ့အာဆီယံတို့ကပါထောက်ခံတယ်။စောက်ပုနဲ့ရုရှားရဲ့အနုမြူကိစ္စရောဒဝယ်စီးပွားရေးဆောင်ကိစ္စပါမြောင်းနေရောက်ကုန်တယ်။မီနိုစောက်ပုဘာနေဆက်ကိမ့်မကိုကြံမှာမဟုတ်တော့ဘူး။မှတ်ကြောဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးထိနောက်ဆက်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လိုင်းရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။ Pause kami. Meow.